တို့ဖေဖေစာဝိနေ၍ငေရှာပေကျေစုကြည်ပေတို့ဖေဖေကိစ္စများဖြင့်ပေါ်ပေါက်လင်းစီရင်တက်ပေတို့ဖေဖေအိမ်နောင်အရေးစီမံပေလေစားလောက်ပေတို့ဖေဖေစင်စားမျောမြညံနှင်းရှင်ပဲ့ပြင်တက်ပေတို့ဖေဖေနိုင်ငံအကျိုးတို့အကျိုးတည်ဖို့နိုင်ပေတို့ဖေဖေ ဒါရေတော်တယ်ကွာမနေ့ကတင်ပေးလိုက်တာကိုဒီနေ့မှအကောင်းဆုံးပြန်ဆိုပြနိုင်တာတိတ်တော်တာပဲသားလေးကဲဒါတို့သမီးတို့ရေလာမယ့်မန်းနေ့မှလည်းဒီနေ့တင်လိုက်တဲ့ဒုမေမေကပြာကိုဘယ်သူကအကောင်းဆုံးပြန်ဆိုပြမလဲဆိုတာကိုဆရာအောက်နေမယ်နော်ဟုတ်ကဲ့ပါဆရာကဲဒါတို့သမီးတို့ရေမနေ့ပြန်စနေနေ့မှမိဘဆရာစီဝေးရှိရယ်နော်အဲ့တော့တသားတို့ရဲ့ဖေဖေမေမေတွေကိုတက်ရောက်ပြီးပြောပြကြအောင်နော် ဟုတ်ကဲ့ပါဆရာတခြားလေးပြောပေးပါမယ်ခင်ဗျာကျောင်းစင်းခေါင်းလောင်းထိုးတန်တဲ့အတူကလေးအလုံးမတ်တက်ရလိုက်ကြပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါသားတို့သမီးတို့ရေကဲမပြန်ခင်မှာဆရာတို့စုံနေကြတခြင်းလေးစုပြပါအောင်ကွာ time to go လိုက်ကိုပါဒီလိုနဲ့တတိတာစာတင်ချိန်လေးတွေပြီးဆုံးသွားခဲ့ပြန်ပါတယ်။ ထီလုံးနဲ့ဖုံးလက်ရရဲ့ဖြဖြတယောက်မိဘဆရာစီဝေးမအပြန်တီချက်မိမိဖျက်ပြလိုက်တဲ့ဆောင်းမကိုနားထဲမှာအထက်ထက်ကြားရောင်နေမိပါတော့တယ်။ကျမချစ်ရတဲ့ဖြဖြမိမိတို့ရေကျမဒီနေ့ကျမရေးသားခဲ့တဲ့ဆောင်းမများထဲမှာဖြဖြမိမိတို့အတွက်လိုအပ်မယ်ထင်တဲ့ဆောင်းမလေးတစ်ခုကိုကျမဒီနေ့ဖျက်ပြခြင်းပါတယ်ရှင်။ ဆောင်းမရဲ့ခေါင်းစဉ်လေးကတော့ကိုသားသမီးကို ကိုယ်တိုင်စနစ်တကျဖြစ်စည်းနေသောမိဘများလို့ဖြစ်ပါတယ်။ဟုတ်ကဲ့ကျမစတင်ဖတ်ပြပါမယ်ရှင်။အမေဒီဟင်းနဲ့မစားချင်ဘူး။ဟိုဟင်းနဲ့စားမယ်။အမေအမြင်မှာသူ့တောင်းဆိုတဲ့ဟင်းနဲ့ကြွေးလိုက်ရင် နားအေးတာပဲလို့မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမဲ့ကလေးစိတ်ထဲမှာစားချင်သလိုစားခွင့်ရှိတယ်စားချင်တလောက်စားမယ်ဆိုတာမျိုးဘယ်အရာကိုမှကန့်သက်စီကံထားเสียမလိုဘူးဆိုတော့ခံယူချက်ကလေးတွေတဖြည်းဖြည်းနဲ့ဝင်လာနေတာကိုဒီအမေတတိမထားမိလိုက်ပါဘူးအမေတားဒီနေ့အเจ้าမသွားချင်ဘူးအေးအေးအမေခွင့်တိုင်ပေးမယ်ဒီအမေအတွေးထဲမှာဒီနေ့တရက်ကြောင်းမသွားတာနဲ့ဘာမှမထူးပါဘူးလို့ ထင်မှတ်နေတာပါတကယ်တော့ကြောင်းပုံမှန်သွားရမယ်ဆိုတဲ့စီကံကို အလွယ်တကူချိုးပေါက်ဖို့အားပေးကူညီလိုက်တာပါရှင်ကြောင်းတရက်ပြတ်တာဘာမှမဖြစ်ပေမယ့်ကလေးစိတ်ထဲမှာငါမတက်ချင်လဲရတာပဲဆိုတဲ့ဘယ်အရာကိုမစိုးအလွယ်တကူမလိုက်နာချင်တဲ့စိတ်ကတဖြည်းဖြည်းအားကောင်းလာတတ်ပါတယ်ဒါကိုဒီအမေတတိမထားမိလိုက်ပါဘူးအမေတားဘယ်သူနဲ့ရင်ဖြစ်လာတယ် အေးဦးအောင်သားပြန်စော်ခဲ့လုံးဝမခံခဲနဲ့ဖြစ်လာသည်မအမေလိုက်ရှင်းမယ်ဒီအမေအမြင်မှာဒီလိုပြဿနာတွေကိုသားနိုင်ကိုနိုင်ရမယ်ငါလိုက်ရှင်းမယ်ဘာဖြစ်ဖြစ်ဆိုတာမျိုးတကယ်တော့ကလေးဟာပြဿနာတစ်ခုခုကိုသူ့အရွယ်နဲ့သူမဆုံးဖြတ်နိုင်တော့ပါပါပဲ ကိုထိလက်ရောက်အရင်ပြုတ်မူတက်တဲ့စိတ်တက်မျိုးဘာလုံလုံငါမိဘရှင်းမှာပဲဆိုတဲ့စိတ်တက်မျိုးကိုတဖြည်းဖြည်းဖန်တီးယူလာတာပါဒါကိုဒီမေမေတတိမထားမိလိုက်ပါဘူးကြီးလာရင်တဖြည်းဖြည်းတင်ယူသွားလိမ့်မယ်ဆိုတာမဟုတ်ပါဘူးကလေးဆိုတာသွေးတိုးဆန်းတက်ပါတယ်ပထမအရွယ်မှာချော့ရပါတယ်ဒုတိယအရွယ်မှာချောက်ရပါတယ်တတိယအရွယ်မှာချော့တစ်ခါချောက်တစ်လှည့်လောက်ရပါတယ် ငယ်စဉ်ကတည်းကသင်ကြားပေးလို့ရတဲ့ကိုပိုင်စီကံလေးတွေရှိပါတယ်။သူဖနှက်ကိုသူ စနစ်တကျချက်ခိုင်းမှာသမင်းစားတာကို မဖိတ်မစင်အောင်စားခိုင်းမှာ ကိုကြွေးချင်တဲ့အစာအာဟာရကို မဖြစ်မနေကလေးစားအောင်ကြိုးစားပါ။သူကစားပြီးသားကစားစရာကို သူကိုယ်တိုင်စနစ်တကျသိမ်းခိုင်းမှာ မသိရင်နောက်ထပ်သူ့ရဲ့ဆန္ဒကို လုံးဝအခွင့်မပြုပါနဲ့။ ငယ်စဉ်တည်းကစနစ်တကျတဖြည်းဖြည်းချင်းပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။ငငယ်တည်းကအစည်းကမ်းတကျမရှိတဲ့ကလေးဟာကြီးလာရင်လဲဘယ်စည်းကမ်းကိုမျိုးမစိုးအလွယ်တကူမလိုက်နာဖို့များပါတယ်။ကလေးတွေကို ပေးရမယ့်စစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတာ ပူဆာသမျှအယုတ်တွေဝယ်ပေးတာမျိုးပို့ခိုင်းသမျှကစားကွင်းတွေအမြဲတစေလိုက်ပို့တာမျိုးရေတော့မဟုတ်ပါဘူး။လက်ရှိရှိနေတဲ့အနေအထားမှာ ရှိနေတဲ့ပဝင်းကျင်ရောက်နေတဲ့အသက်အရွယ်မှာသူ့ကိုယ်ပိုင်အသည့်တရားလေးနဲ့စီကံတကြလေးပျော်ရွှင်စေရမှာဖြစ်ပါတယ်။ကလေးအိမ်နေလို့မနှိုးချင်လို့ကျောင်းပြတာကိုအေးမကြီးသလိုယူဆနေတဲ့မိဘတွေတနေ့ကုန်ဖုံးနဲ့မျက်နာနဲ့မခွာတဲ့ကလေးတွေကိုပြောမရဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ခွင်းပြုထားတဲ့မိဘတွေဖုံးတစ်လုံးမှာငါတို့တော့မသိတာတွေသူသိတယ်ဆိုပြီး ုံယူနေတဲ့မိဘတွေတနေ့10နာရီလောက်စာလုတ်ခိုင်းထားပြီးကြီးလာရင်တော့တေချာပေါက်ပညာတတ်ဖြစ်မှာပဲလို့စိတ်ကူးရင်နေတဲ့မိဘတွေကလေးလေးကလူကြီးလောက်နီနီဆဲတက်တာကိုစကားတက်တယ်ဆိုပြီးဂုံယူနေကြတဲ့မိဘတွေကလေးလေးကဘီယာဝိုင်းလိုက်ထိုင်တောက်တက်တာကိုဆရာကြီးကွာဆိုပြီးကြံဖန်ဂုံစာနေကြတဲ့မိဘမျိုးတွေ ပတ်ဝန်းကျင်မှာအများကြီးတွေ့နေရပါတယ်။ကိုကလေးကိုကြိုက်တာလုံနိုင်ပါတယ်။ကိုသားသမီး ကိုကြိုက်သလိုပုံသွင်းနိုင်ပေမဲ့တခုတော့တတိပေးလိုက်ချင်ပါတယ်။ပြစ်ချင်သလိုပြစ်ထားတဲ့မျိုးစိတ်ပောက်ချင်သလိုပောက်မှာပဲဆိုတာမမေ့ပါနဲ့နော်။ချစ်ချင်းကိုနှစ်ချင်းဖြစ် အနိုင်မယူပါစေနဲ့။ချစ်တဲ့ဒီချဲမင်းမေဒေါ်အေးမမမျိုး EFG ဖြစ်ပါလေရှင်။ ်မှန်လိုက်တော့ကွာအိမ်ရောက်ရင်သားလုံးမမေကိုပြန်ပြောပြရမယ်ငါတို့ချစ်ချင်ရသားသမီးတို့နှိမ့်ရမရောက်ဖို့ကြိုးစားကြအောင်မယ်ကွာဖေဖေမေမေနဲ့အတူသားကြီးဘုံတေစာသားငယ်ဘုံလက်ရာတို့ညစာကို အတူလက်ဆုံးစားနေကြပါတယ်မိမရေကိုတင်နေအတွက်အတွေ့အကြုံများကြီးပဲကွာအော်ပြောပါအောင်ကိုရေဘာတွေများအတွေ့များနေတာတော့ရှင့်ကျမလည်းသိပြရစေအောင်ရှင့် ဒီလိုပါမိမရဒီနေ့မိပါစီရအစည်းအဝေးအပြန်မှာတီချေမေမေရဲ့မိပါရင်နဲ့ကလေးတွေနဲ့ကြားကကိစ္စရက်လေးရင်နဲ့မိပါနဲ့ဆရာကြားနားလည်မှုတွေနားတောင်ခဲ့ရကွာအဲ့အချိန်မှာကိုတွေးမိရတီချေမေမေပြောလိုက်လို့ပဲမိပါရဲ့ဆရာရဲ့ကလေးရဲ့အချိုးညီညီပေါင်းဆက်နိုင်မှသုံးနှာညီသတိကံဖြစ်မယ်ဆိုတာတွေရောတို့တွေကြားထဲမှာနားလည်မှုရဲ့တဦးနဲ့တဦးရိုသေလေးစားမှုရဲ့ပြီးတော့ရေးကြီးဆုံးကချစ်ချင်းမေတ္တာပေါ့မိမရအဲ့လိုလေးသွားမှ အရာရာတည်မြဲပြီးကောင်းမွန်တဲ့ဆက်ဆံရေးလေးရမယ်ဆိုတော့ကိုကောင်းကောင်းနားလည်သွားရကွာမှန်တာပေါ့ကိုရဲ့အခုလဲကြည့်လေကျမတို့မိသားစုလေးဘလောက်တောင်ပျော်ရွှင်စရာကောင်းလဲချမ်းသာတာစင်းရဲတာဂုံရှိတာမရှိတာထက်လိမ္မာရေးကြရှိပြီးစလဲတော်တဲ့တားနဲ့ရောက်လဲပိုင်ဆိုင်ထားတယ်လေကျေးဇူးတင်ပါတယ်မေမေချစ်တယ်နော်တာတာတို့ရောမေရောဖေဖေလို့သူမှာသဘောကျစွာအဖြေပေးလိုက်ပါတော့တယ်အာချစ်တာပေါ့ ဖေဖေရဒီမီတာစုလေးကိုချစ်ဆုံးပဲဒီအိမ်လေးကဖေဖေရဘွားပဲလေဟုတ်တယ်မလားတအိမ်လုံးရေတံများဖြင့်ဖုံလွှမ်းသွားပါတော့တယ်မနက်ခင်းတွင်ဖေဖေနှင့်ကလေးများအိမ်မှအတီးတီးထွက်ခွာဖို့မိမိမှပြင်ဆင်ပေးနေပါတယ်။ ေဖေနှင့်တတနှူအိမ်မှမထွက်ခွာခင်ဖျားကန်းထဲဝင်ကဖျားရှိခိုးကိုပြင်ဆင်လိုက်ကြတယ်။ဖျားရှိခိုးပြီးဒီနေ့ကလေးနှူမှာအဖေနဲ့အမေကိုရှိခိုးဖို့ပြင်ပြီးဥချလိုက်ပါတယ်။လိမ္မာလိုက်တဲ့တိုင်းကွာဖေဖေဆုံးမတိုင်းမမီရယ်နော်။မမီပါဘူးဖေဖေ။ဒါဆိုပြောပါအောင်ကွာလူတယောက်ရဲ့စီကန်းကိုတည်ချင်ရင်သူ့ရဲ့ဖနှက်ချုပ်ပုံကိုကြည့်တဲ့ဖနှက်ချုပ်ရင်ညဉ့်ညာလေးချုပ်ရမယ်လို့ပြောတာပါဖေဖေ။လိမ်မာလိုက်တာကွာ။ အိမ်တအိမ်ရဲ့စီးပွားရေးကိုသိခြင်းဖះဆင်ကိုကြည့်တဲ့ဟာမမေလည်းလိန်မာတာပဲကွာဒါဆိုလက်ထပ်ပြောပါအောင်ကွာအိမ်တအိမ်ရဲ့စီးကန်းကိုသိခြင်းအိမ်သားကိုကြည့်ပါတဲ့ရှင်ဟုတ်တယ်ဟဲ့ဒါကတော့အမှန်ပဲအိမ်တအိမ်မှာပဲဖြစ်ဖြစ်အเจ้าတเจ้าမှာပဲဖြစ်ဖြစ်ရေအိမ်ညစ်ပတ်နေရေကိုဘလို့မှစီးကန်းရှိရလို့ကိုကတော့မမြင်မိဘူးကွာဒါကြောင့်ကျမကရေအိမ်လေးကိုအမြဲတမ်းရှင်းနေအောင်ထားတာပေါ့ရှင် ပြီးတော့မိသားစုစီလုံးကိုတည်ခြင်းခမင်းစာဝိုင်းကိုကြည်ပါတဲ့ဖေ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 နဲ့တသားတို့ညနေပြန်လာရင်အစင်သေးညစာတူတူစားလို့ရအောင်မိမိကအကောင်းဆုံးပြင်ဆင်ထားပေးပါမယ်ရှင်ကဲအားလုံးတက်တာပါနော် သာမိမိကိုနှုတ်ဆက်ထွက်ခွာသွားကြပါတော့တယ်။ထိုအချိန်တွင်မိမိမှာအိမ်ပေါ့ဝတွင်တဦးရဲရက်ခါတက်တာပြရင်ပြီးခဲ့တဲ့ညကဖဖြစ်ရဲ့မိဘဆရာစည်းဝေးမှာကြားခဲ့ရတယ်။ဒီချေမိမိရဲ့နောက်ထပ်ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ကြားရောက်နေပါတော့တယ်။ la ကပါမီမခိုလိုရခိုဆုခဲအေရဲရလေသေးဝဆောဆီဆွေနဲ့အေကျူထွေနွေကိုင်းကတနီမိုးအေနှလုံးသားရွေရွှေရင်သာလဲအေ ုံးသားတွေတွေတွေကြလေအိမ်တိမ်မှာမိဒီယာပါတာတရားတွေဘာမီကိုပြုစွာခြင်းနာမြဝေပါဆိုင်ရာတွေ့တာရတည်ရင်တွေ့တွေ့ဆဲလက်တာ like a city ချစ်ချင်တွေ့ ma cô rai <laughs> thô cô rai sai nè Smile chỉ quay quay sai yeah yeah DJ so ADM နှခုံစံအချိန်နဲ့ချစ်မိလိုက်အောင်ခင်ဗျာ